မတ်မင်္ဂလာပါရှင်။ရင်းတိုင်ရီဆိုတဲ့ channel လေးကနေပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့ဖတ်ပြမယ့်စာအုပ်ကလေးကတော့ဆီယမမိုမိုအင်ယာရဲ့တပ်ပေတက်တာအဝေယာဟွန်တုဆိုတဲ့စာအုပ်ကလေးဖြစ်ပါတယ်။အဲဖတ်ပြရင်နဲ့အကယ်၍စာကလုံးမပြီးတတာမျိုးဟိုစလုံးပေါင်းမှားရင်ပြီးဖတ်ပြတာမျိုးရှိရင်တော့အာတောင်းပန်ပါတယ်လို့ကြိုတင်ပြောထားပါရစေ။စာဖတ်ကြပါမရှင်။ ညရင်စိန်ဈေးကိုရောက်တော့စင်နာဤကြော်ပြီဆိုင်အမိုးပေါ်မှာနေကြီးပြောက်တို့တည်ပင် ထိုင်ကုန်ပေါ်သို့ကြာစပြုနေပြီအိမ်အောင်ထိုင်၍ဆိုင်ဖွင့်နောက်ကြတော့သူတို့အတန်းတွင်တစ်ဆိုင်နှစ်ဆိုင်များသာမဖွင့်ရသေးပဲကြံတော်သည်သူ့ပေမှအလတ်စတစ်များရောင်းသောဒေါ်ရွှေဥတည်ပင်သူမလာတော့ဘူးထင်၍သူ့ဆိုင်မှတန်းများပေါ်သို့ပစားနှစ်နှစ်ဆလွှားတင်ထားနေလေပြီ ထိပ်ဘက်ကဆက်တန်းမှာလည်းတခြင်းများကိုအပြိုင်အဆိုင်ဖွင့်၍နှာကွယ်လူမတက်ရှိနေလေပြီ။ညရင်စိန်သည်တံပတ်ပေးထားသောအယုတ်တယုတ်လိုစတင်လှုပ်ရှားတော့သည်။ထမောင်းဆုံးဒေါ်ရွှေဥပတ်တို့လှဲ့၍ဇေဥပောက်ပလားဟုနှုတ်ဆက်လိုက်သည်။ဒေါ်ရွှေဥကထုံးစံအတိုင်းကောင်းခပြလေသည်။ညီမလာတော့ဦးမှတ်လို့ဟုပြောကာဝလုံးတန်းပေါ်မှာလွှားထားသောပိတ်ဆာများကို ပြန်ယူသွားသည်။ညရင်စိန်က အမအ ခလေးကညအကြီးကျလုံးလို့အေးအေးပြတ်သွားတယ်အတော်ရဲ့ဟု ပြောပြီးဆိုင်ထိုင်ကုန်မှအံပုံးတကားကိုတော့ပြင်ဖွင့်သည်တကားရွက်ကလေးကို ရှေ့သို့တွန်းလိုက်ပြီးဆိုင်ကုန်အတွင်းသို့ခြေနှောင်းအတွင်းကဝင်လိုက်သည်ထိုင်ကုန်လည်းဖြစ်ပျက်စီးများတင်စီးတူလောင်ရလည်းဖြစ်တော့တသားကိုယ်တော်ငယ်ကလေးတွင်မှပျက်စီးများကိုထုတ်ယူသည်ထမအူးဆုံးကြမွေးတစ်ချောင်းပါလာ၏အပေါ်သို့ပြစ်တင်လိုက်သည်ထို့နောက်ပစိုးစုပ်တစ်ထဲထွက်လာသည် ခါတဝက်ကိုကုန်းကဆိုင်ခုံကိုကြက်မွေးဖြင့်လှဲခြင်းသည်ပစိုးဆုပ်ဖြင့်တုတ်သည်ပြီးတော့မှအထုပ်များကိုတထုပ်ပြီးတထုပ်ဆွဲတင်လေသည် သူ့ဆိုင်ကတော့အထူးတလဲများများဆဆခင်းခြင်းစရာမလို့အချိုင်းကြကြယူမယူရသူအဓိကရောင်းသည်ကလေရင်မောင်ပိဆက်များသာဖြစ်သည်ဆိုင်ပေါ်တင်တော့လဲအခေါလိုက်တိန်တော့လဲအခေါလိုက်ကိကထာမများလားပစိုးစားပြင်းထုတ်ထားတော့အထုပ်များကိုဖြီလိုက်သည် ခုံပေါ်တွင်ပစိုးစာကိုခင်းသည်ပြီးတော့ပိဿာများကို တောင်းလိုက်တန်းစီကတရေချိုးပြင်ထိန်ပြီးထောင်းလိုက်သည်နောက်တစ်ထုပ်ကိုဖြီး၍ကြံစာများကိုဆက်၍ထောင်းသည် လေးပေမြသောရှိသောဆိုင်ကန်းရှိမျက်နှာသာသည်လင်းရင်မောင်ရောင်စုံတန်းဖြင့်ပြည့်သွားလေသည်ပြီးမှလက်ကြံဖောစာလေးငါးစာကို နောက်ဖက်ဝလုံးတိုင်းပေါ်လွှားတင်လိုက်သည်တီမြနှင့်သူဆိုင်ခင်းသည့်ကိစ္စပြီးပေပြီခေါင်းမော့ကြည့်လိုက်တော့ ကျင်းတန်းကျိုးဖြင့်ရစ်ပတ်ချိတ်ဆွဲထားသောဖျားဟုမြင်သည်ပန်းတဲ့ကောင်းလေးကတင်ထားခဲ့ဟန်တူသောတပြင်းညွတ်နှစီကိုလည်းတွေ့ရသည်ဖျားပန်းလဲရပေအုံးမည်ပန်းအိုးကိုမထုတ်ကရေပုံပိုင်းသို့ထွက်ခဲ့ရပြန်သည် ထိုစဉ်အုတ်လေကားပေါ်မှဆင်းလာသောတောင်းထိုက်ကိုသူမြင်လေသည် သို့တော်မမြင်ဟန်ပြုကရေပုံပိုင်းစီသို့ ဆက်လျှောက်ခဲ့သည်တောင်းထိုက်ကသူ့လက်မှဖော့ဆရောင်စုံများကိုရှော့မကြအောင်ထိန်၍ကိုင် သူ့အားလိုက်ကြည့်နေသည်ကိုသူကလှဲ့မကြည့်ပဲနင်းသိနေလေသည်။ဖျားအုပ်ကိုကင်ပြီးပြန်လာတော့တောင်းထိုက်သည်။သူတို့ဆိုင်တန်းဤထိတ်ဆုံးဆိုင်ကိုရောက်နေသည်။သူကလှဲ့မကြည့်အားသည်ပိတ်ဆာများကို တိုင်းပေးနေရသည်။ညရင်စိန်ဆိုင်ပေါ်တက်ပြီးဖျားအုပ်လှမ်းချိန်နေစဉ်တစ်ချက်လှဲ့ကြည့်သည်။ညရင်စိန်ကတွန့်တက်သွားသောအင်ကြီးခါးစာကိုမတိမတာဆွဲချလိုက်သည်။ပြီးမှတလက်စားတယ်။လေရင်မောင်းဟု ဟူသည့်ဆောင်ဝိဆိုင်ပုတ်ကလေးကိုပါချိတ်လိုက်လေသည်စိန်ကျုံစေးသည် တစတစလူစီကားစပြူလာသည်အပေါ်စင်းမှာတော့အတော်ပင်အလုတ်ဖြစ်နေကြရောမည်မြရင်စိန်တို့အောက်စင်းမှာတော့ဈေးဝယ်သူများကိုလဲတဆန့်ဆန့်ဖြင့်ညှော်နေကြရစေဈေးတစ်စေးတည်းကတ္တရာလန်းတစ်ခုသာချားပေမည်အခြေနေခြင်းကတော့အလွန်ကွာသည်အပေါ်ဘက်မှာကပိုရည်ရောင်ကောင်းသည် လူပိုစီသည်အပေါ်ဘက်ကရှန်ကြလာမှာ ိတ်ကူးရ၍ဆင်းလာပါမှ အောက်ဈေးကဈေးတဲ့ရိဈေးရောင်းရလေသည်ညင်ဆန်တို့စိန်တဲ့စိုင်တန်းကအောက်ဈေးအပေါ်ဘတ်တန်းအပေါ်ဘတ်တန်းကထိတ်ကကဆတ်ဆိုင်တွင်နေဆက်နေသည်ကဆတ်ဆိုင်တန်းကလူစီကားသည် အထူးသဖြင့်ကဆတ်ဝယ်သူတွေသာဆင်းလာတတ်ကြသည်ကျောင်းသူတွေကလည်းအပြန်အဆိုင်ဖွင့်ပြကြ၊ဝယ်သူတွေကလည်းဖွင့်ခိုင်းကြ၊ရွေးကြနဲ့စုံစုံညာရှုပ်ထွေးနေတတ်သည် ထို့ကြောင့်လည်းအထယ်ဝယ်သူတွေကတော်ရုံနဲ့သူတို့ကိုရှောင်တိန်ပြီးဝင်လာမနေတော့၊ကိုယ်ရှောင်ပြီးလူရှင်းရဘက်မှအောက်ဘက်သို့ဆင်းသွားကြလေသည်။ဒီတော့လည်းမြရေစင်တို့မှထိတ်ပတ်နေနေပါလျက်ဈေးကရောင်းမကောင်းတဲ့လူတစ်ယောက်စနှစ်ယောက်စဆင်းလာသည်ဆိုသည်ပင်လည်းဈေးခေါ်ရသည်မှအမောဈေးဥမပေါက်သေးပေမယ့်အချိန်တန်တော့ထမင်းကစားလာသည်။ဖော့ရှန်ဆိုင်မှမမဆင်းတို့ဂျင်းရှန်ဆိုင်မှဒေါခင်မြင့်တို့ပင် ထမင်းကြိုက်တွေကိုဖွင့်ရန်ပြင်နေကြပြီ။ ညရဲ့စင်ကထမင်းကြိုက်ကိုလှမ်းကိုက်မြည်ပြုပြီးမှဒီမနက်ဟင်းပါမလားဒီကိုတတိယလေသည်ထမင်းစားတော့မလားမေးလိုက်သူကတောင်းထိုက်ညရဲ့စင်ကမောမကြည့်ပဲနင်းသိသည်မစားသေးပါဘူးထမင်းကြိုက်စီမှလက်ကိုယုံရင်ညရဲ့စင်ကဖြေလိုက်သည်ဈေးဥပေါက်ပလားဒီအချိန်လားဝေးပါသေးရဲ့ခဏနိုင်ထိုးပလဲညရဲ့စင်ကနှာခေါင်းရှုပ်၍ခေါင်းကိုပါခါရမ်းဖြေသည်ငါမှနိုင်မှမရှိတာ တောင်းထိုက်ကပြုံးဖြီးဖြီးနဲ့ပြောသည်တောင်းထိုက်မှာအသားဖြူတော်လဲလူကပိန်လွန်းသဖြင့်ငွဲ66ဖြစ်နေသည်သပင်ရှည်၍ပိုရွေးတွင်ကြီးရခတ်သေးသည်သို့သောမျက်နာကချို၍ခင်မင်ပွဲတော်ရှိသေး၏တထေးတွေပဲဟာဝဲပက်ပေါ့မော်လမြိုင်လဲခဏခဏရောက်နေရပဲဘယ်ကလာငါပစံတပြားမှမပါပါဘူးဆိုနေရလဲတည့်ရသားနဲ့ဒီတစ်ခါမော်လမြိုင်သွားရင်နေရောလိုက်မလားတော်ပါပြီဟဲ့ ငါဟာငါအေးစစနေပြစေနေမဲ့ဈေးရောက်မကောင်းဆိုညင်းညင်းနေပြီးတော့ဒီလိုပဲပေါ့ညရင်စိန်တို့စကားကောင်းနေစဉ်ဈေးဝယ်သူတယောက်နှစ်ယောက်ဆင်းလာသည်ထိတ်ဆုံးကပါတိတ်ဆိုင်ကိုခဏရက်ကြည့်ပြီးဆက်လျှောက်လာသည်ညရင်စိန်ကစကားပြောနေပြီမဲ့သူ့လူကိုသူမမေ့လာလေကြည့်ကြပါဦးလေရင်ပေါင်းတွေရောင်စုံရှိတယ်ဟုပြောရင်းလက်ကလည်းသူ့ပိတ်ဆော့တွေပေါ်ဝဲပြလိုက်သေးသည် တောင်းထိုက်ကပါဝဲသူမြင်သားစီရင်သူ့ကိုယ်ကိုဘေးသူရုပ်ပေးသည် အမျိုးသမီးနှစ်ယောက်ကတစ်ချက်သာဝိတ်ကြည့်ပြီးရှေ့သို့ဆက်လျှောက်သွားလေသည်တောင်းထိုက်ကညရင်စိန်ကိုမျက်နှာချင်းဆိုင်ပြန်သည်ဒီမှာထိုင်နေရတာထက်ဆိုင်တော့တော်သေးတာပေါ့ခုတလောဈေးတွေကလည်းကျနေတော့ရှုံးကြီးနေတာဘာလို့မလဲတောင်းထိုက်အတော်တော်ကြီးစင်လာသည်ကိုမြင်၍ညရင်စိန်ကမေးဆက်ပြလိုက်သည်တောင်းထိုက်ကသူ့တော်လက်ထဲမှာအထုပ်ကိုလှမ်းယူပြီးညရင်စိန်ကိုနှုတ်ဆက်သည် ူတော်ကလည်းမြရင်စင်ကိုဈေးဥပေါက်ပလားဟုပြုံး၍နှုတ်ဆက်သည်မြရင်စင်ကခေါင်းခါပြလေသည်သူတို့တူဝီကြီးထွက်သွားကြမှမြရင်စင်ကဝမ်းထဲမှတကြုတ်ကြုတ်စာနေသည်ကိုသတိရလေသည်ဂျိုင်းလုံးတစ်ခုကိုဖြုတ်ယူပြီးဆိုင်အောင်ဆင်းလိုက်သည်အတော်ကြီးခဏကြည့်လိုက်ပါဦးမိုဟင်းကတော့ဝယ်မလို့အေးအေးမစားရသေးဘူးလားညီမစားရသေးဘူးအတော်ခုနပဲစားလိုက်တယ်အောက်ဘက်ကိုဆင်းလာခဲ့ပြီးမိုဟင်းကတပွဲဝယ်ရလေသည် စောစစ်စီငွေတကြက်တော့ထောက်သွားပြန်ပြီဟုစိတ်ထဲမှနှမျောလိုက်မိသေးသည်သောတော်မတက်နိုင် ထမင်းတလုံးတော့ဝင်ထားမှတနေကုန်ထိုင်နိုင်ပြီလူလူသွားလမ်းပေါ်မှာကြာတော့တောင်းဆိုင်များကတော့ရောင်းကောင်းကြရပြီလင်းရမောင်ရောင်းတဲ့ချင်းတူတူသူ့ဆိုင်ကအယောင်ဆိုးပို့ဆောင်တော်လဲနေရောင်ကောင်းရထားသူကသာအယောင်တွက်သည်သူတို့မှာတော့ဈေးဥမပောက်ပဲပြန်ရသည့်နေရမနေတော့ခုတလောအထယ်ရဲစေးကြသည့်အပြင်အယောင်ကလည်းထိုင်းပါပြီးချင်း ယခင်ကဆိုရင်ဆိုင်ရှင်ကိုလှုပ်ကြွေးလိုက်ရတယ်နဲ့ဘာမှမချဆိုင်ကန်းငါးကတရားပေးလိုက်ရတော့ခီးစရိတ်စားစရိတ်ပင်အိတ်ထဲကဆိုင်လိုက်ရသေးသည်နေရာကောင်းကောင်းရဖို့ကို300 400ပေးပြီးငါးကျင်တော့လဲသူ့မှာမတက်နိုင်သူ့မှာနဲ့ခဲဦးမှာလဲငွေဘူဟာရှိသည်မဟုတ်နေရာကောင်းမှာပစ္စည်းကောင်းတင်ပြီးရောင်းနိုင်ဖို့ကလဲငွေရင်းနည်းလိုသည်ငွေမြုပ်ထားပြီးချက်ချင်းပြန်ရလိမ့်မည်ဟုကံတေကံမတွတ်ထားပြီးမြတ်ထမင်းစားသည်မှာလဲစိတ်ကမဖြောင်း ထမင်းစာမကောင်းရတဲ့အထက်လူတွေကတဖွဲဖွဲကြလာသည်ဆိုလိမ့်မယ်သူတို့အတန်းကိုဆင်းလာနေတာဟုမျှော်ရသည်မှာထမင်းကြိုက်စီတွင်စိတ်ကမရှိတော့မိန်းကလေးငယ်ငယ်အเจ้าသူရွယ်လေးတွေဝင်လာပြီဆိုရင်သူ့မှာမျှော်လင့်ခြင်းဖြင့်အားတက်လာရသည်ဒီလိုမိန်းကလေးတွေကလင်ရင်မောင်လုံးကြီးကိုအဝိတ်များသည် ထမင်းကြိုက်ကိုခနာချကလာညမလေးရေလင်ရင်မောင်တွေရောက်ဆုံးရှိတယ်ဟုပြောဖြစ်အောင်ပြောလိုက်ပြီးမှထမင်းဆက်၍အစားရလေသည် ညရင်စင်ထမင်းစားရမပြီးခင်မှာမိန်းကလေးနှစ်ယောက်အုပ်လီကမှဆင်းလာလေသည်အသက်20ဝန်းကျင် စပင်ရှိရှိကိုကြောပေါ်ဖြန့်ထားကြသည်တယောက်ကပလတ်စတစ်အပွင့်ဝမ်းဆက်ဝတ်ထားသည်အော် sorry အလတ်စတစ်အပွင့်ဝမ်းဆက်ဝတ်ထားသည်ဖက်နက်ဖြူဖြူပပစီထားသည် နောက်တယောက်ကဇာအနက်ပွင့်နှင့်လုံကြီးပန်းရောင်ပြောင်းလင်ရင်မောင်းနိုင်ငံသားဖက်နက်အမြင့်ကြီးစီထားသည် သူတို့ဝတ်စားစီရင်ပုံကိုလှတစ်ပြတ်အတွင်းကြည့်ရှုမှတ်ထားတတ်သည်ကမျက်ရင်စင်အကျဉ်သူတို့ခမားသည့်အတန်းဝင်ကျင်လွန်၍ထိတ်တွင်ပိတ်ရက်နေသောကဆတ်သမားများကိုအတော်ပင်ရှောင်တိန်နေရသည်ဘူကျော်တို့ကလည်းအလိုက်မတိတတ်သူတို့လူရကိုမဲနေပြီဆိုရင်မိကလေးများကိုပင်ကိုရှင်တက်ပြီးလမ်းဖယ်ပြီးပုတ္တိမရခြင်းထို့ကြောင့်လည်းတော်ယုံမိကလေးများကသူတို့အတန်းကိုမဝင်တော့ပဲရှောင်သွားတတ်သည် မြရင်စင်ကပိုးကြောကိုစိတ်ထဲမှကျိန်ဆဲလိုက်ပြီးမင်းကလေးနှစ်ယောက်ကိုမျှော်လင့်ခြင်းကြီးစွာဖြင့်လှမ်းကြည့်နေရသည်။ရှောင်းတိန်ပြီးဝင်လာသည့်ကြားအပြင်ကောင်မလေးနှစ်ယောက်သည်ပိုးကြောတထောင်စင်နှင့်တိုက်မိလိုက်သည်သည်။တယောက်သောမင်းကလေးကပါတိတ်ဆိုင်ရှိမှရက်ပြီးလွှားထားသောလုံကြီးတစ်ထည်ကိုလက်ညှိုးထိုးပြသည်။ကြံမင်းကလေးကခေါင်းခါပြသည်။သူတို့ဆက်လျှောက်လာကြလေသည်။ထိုစဉ်မျက်နှာချင်းဆိုင်မှမဆက်စုကြီးက လာလေးညမဝိုင်စားဝိုင်စားရေကြည်အောင်မလားအနံကြီးတွေဟူလှမ်း၍ခေါ်သည် မဆက်စုဟူသည်ကမျက်ရည်စိမ်ပေးထားသောနာမည်ဈေးတစ်ခုလုံးဟိုးဆိုင်ဝင်ဒီဇိုင်းထွက်ဖြင့်စကားအယောင်ဝယ်လုံးတက်လုံးရေးဖြစ်သည်မိကလေးနှစ်ယောက်ကတစ်ချက်မျက်ဝင်ကြည့်ပြီးဆက်လျှောက်လာလေသည်သို့တော်မဆက်စုကြီးလှမ်းခေါ်လာ၍ဟိုဘက်ရောက်သွားသဖြင့်သူ့ဆိုင်ရှင်တွင်ဝေးသွားသည်သို့တော်လမ်းကကျဉ်၍တော်ပါသေးသည်လေးရင်မောင်းလေးလေးအယောင်ဆုံးနဲ့ကြည့်ပါအောင်မျက်ရည်စိမ်ကကြိုက်တံလေးဖြင့်သူ့ပိတ်စာများကိုခောက်ရင်းလှမ်းခေါ်လိုက်သည်မိကလေးနှစ်ယောက်ကလာသည် ကိုပြောတာဒီយ៉ាងပေါ့တယောက်ကတပြေးသီးမှန်ရောင်လေးကိုလက်ညှိုးထိုးပြီးပြောသည် အကင်းပါတော်မြရင်စင်ကတတ်တတ်လက်လက်ဆွဲထုတ်ပြီးဖြန့်ပြသည်အိုးနေပါစီမထုတ်ပါနဲ့တယောက်ကတားသည် ကြည့်ပါရပါတယ်တခြားយ៉ាងတွေလည်းရှိရလေတခိုက်ဘလောက်လဲတယောက်ကမေးသည်ရောင်စည်းတခါလေးပြောမယ်နော်20နဲ့ပဲယူသူကအယောင်ကောင်းလို့တခြားဟာတွေဆိုရင်တော့18ကျက်လဲရတယ်ရောင်ကျင်လုံးရဲ့မစစ်ခင်မစစ်ခင်ကပဲရှော့ချလိုက်သည်တယောက်ကဝယ်ကျင်နေပုံရသည်မဟုတ်လား အိုးဈေးတွေကျနေရဟာ16ကျပ်မရဘူးလားမြရင်စင်အကြီးကျယ်စိတ်ပြတ်သွားသည်ခတ်သည်လူတွေကသတင်းကျနဲ့ဈေးတွေကျနေရဲ့အကြီးပြောကြသည်ဈေးရောင်းရသည်မှစိတ်ညစ်စရာကောင်းလာသည်တကယ်တော့သူတို့ထင်သလောက်ဈေးကမကျတိုင်မှာ16ကျပ်အထိပေးခဲ့ရတော့ပိတ်စာကို16ကျပ်နဲ့သူတို့မို့လို့စိတ်ရက်ပလေမရပါဘူးရှင်ဒီလောက်ခါမပြောပါဘူးဈေးဦးမပေါက်သေးလို့ပါနောက်ဆုံးလိုချင်16ခွန်းနဲ့ယူသွားဒါထက်တော့လျှော့လို့မဖြစ်ဘူးမြရင်စင်က အပြက်ပြောရတော့သည် ီလိုဆိုလဲအတိပဲထားလိုက်ပါဝယ်ကျင်သည့်မင်းကလေးကလည်းအပြက်ဆိုလိုက်ကလှထွက်တော်မူဟန်ပြင်းသည်ကြံမင်းကလေးကလည်းကြည်ဦးမည်ဟုသောသဘောဖြင့်ဆက်လျှောက်သွားသည်ညရင်စိန်စိတ်မောရပြန်သည်မတက်နိုင်ထမင်းစားပြီးတော့အိမ်ငိုက်စားပြူလာသည် နေကလည်းပူပြင်းလှသည်သူမိုးကိုဖောက်၍မှန်တက်ထားသော အပေါင်းမှ နေအောင်ကြည့်သည်ဆိုင်ပေါ်သို့တဲမက်စွာကြာရောက်နေသည်သူအောက်မှမိုးထားသောဝက်ကတ်သည်လည်းနေလာ၏အပူချိန်ကိုကာကွယ်နိုင်စက်မရှိတော့ ိတ်ရေးပြတ်ခဲသည့်ဒဏ်ဖြင့်မျိုးလုံးများကျင်းဆက်လာတော့လဲတရေမေးမေးမေးပို့ကိုစိတ်မကူးဝင်ဈေးရောက်ပါချိန်တွင်တချို့ဈေးတန်များတရေအိလိရှိကြတော့လဲများရင်စိတ်မြည်သည့်ခါမှမအိတ်သူတရေနိုင်နေစဉ်ဝယ်မိသူတစုံတယောက်ကသူ့ဆိုင်ကိုမမေးတော့ပဲကြော်လောသွားမှအဆိုးလာသည် ထို့ကြောင့်လဲဈေးသည့်တထုပ်ကိုဝယ်စားပြီးသူအာတင်းနေလေသည်ဆိုင်ရှင်းမှာမဆက်စုကြည်ကတော့ဆိုင်တကာလှည့်စားပြုပြီ။ဈေးဦးမပေါက်သေးဘူးလား ဒီစလေးကဒီလိုခင်းပါလားဒါမှအမြင်လှမှာပေါ့အစတည်ဖြင့်လဲလာရွေးစရာလုံးနေသည်သူ့ယောက်ျားကရုပ်ရှင်ရုံတရုံတွင်လုံနေ၍အပေါ်ဝင်ဝင်မြင်များရကြောင်းလဲကြွားရင်းနေသည် သူဆိုင်က အစရီမှာတလမနေ၍ဆယ်ကိုက်ပြအောင်မရောင်းရတတ်တော့လဲသူ့ခါပေါ်မှာတော့အစင်သည့်အစမ်းသည့်များသာအမြင်မြင်ရသည် သူရောင်းရသည့်ထက် သူဘဝတီရများနေ၍သူ့ယောက်ျားဝင်ဝေကောင်းသည့်ဆိုခြင်းမှာဖြစ်နိုင်ပေသည်ဒေါ်ရွှေဦးကတော့သဘောကောင်းသည်အေးလဲအေးစီသည် ကိုလည်းကူညီတတ်သည်သူမရောင်းရပေမဲ့သူများရောင်းရရင်သူဝမ်းသာသည်ဘာလို့ခြင်းလို့လဲခိုးဘဆိုင်မှာရှိရလေဟုလဲရောင်းရစေခြင်းသည်စေတနာဖြင့်ခေါ်ပေးတတ်သည်မြားရင်စေဤပေဘက်ဘေးကဆိုင်ကတော့ဆိုင်လို့ငါသာသူကရောင်းမကောင်းရေးဆိုင်ပေါ်တွင်မရောင်းတော့ပိတ်ဆက်များကိုအပြင်ဘက်လမ်းဘေးမှာသွားပုံ၍ရောင်းသည် သူနီကရောင်းရတော့လဲဘေးရန်မကင်းဟအစင်မသိနေပြေးရလွှမ်းရအရှောင်ရတင်ရပါတိတ်ဆိုင်ကလင်မြန်းတစ်ယောက်ကတော့အေးစစ်စစ် အချီကြီးသမားတွေ အထည်ကောင်းအောင်ခိုင်းပြီးဖောက်တယ်ပေးသည်သို့တော်အပေါ်စီးမှတော့အလုံးမဖြစ်အပေါ်စီးမှတော့ဆယ်ရောကစီလိုပင်တိုင်းတွေရှိသည်အယောင်ဝက်ဖြစ်သည်သူတို့ဘက်မှအကောင်းကောင်းရောင်းဝက်နေသည်ကတော့အကဆက်သမားတွေသူတို့ကတော့လဲလဲသည်ရှုပ်လဲရှုပ်သည်အစ်စ်အဟောင်းအကောင်းအညက်ဝဲသူကိုကြည့်ပြီးရောင်းသည် အထူးသဖြင့်အတန်သွင်းပြီးသားတိတ်ခွေများကသူတို့အတွက်တစ်ချေကြိုက်လေသည်တိတ်ခွေကိုမရဘူးဆိုရင်အနည်းဆုံး၁၀ တိတ်ခွေလောကမှာတော့ပူကျော်တို့ကဖြန်းကိုးစီမပစ္စည်းမရှိရင်လည်းသူများပစ္စည်းကိုဆွဲကားဂျားတွေကအမျက်ရောင်ရောင်းတက်သည်သူသည်တနည်းအားထဲမှာအတီတကြထိုင်မနေကက်ဆက်တန်းတောက်လျှောက်ဟိုသည်ကူးကလက်ပြောင်းလက်လွဲလောက်ကဖြင့်သူ့အတွက်ကြောင်ဖန်နေတတ်သည်သူများရောင်းဝယ်ရောက်လုံးနေရင်လည်းသူကဝယ်သူဘက်မှအသာရစေတလို့လို့ရောင်းသူဘက်မှအကွက်ဝင်စေတလို့နဲ့ဒလန်ဝင်လောက်တတ်သည်သို့တော်တော်ရုံစဉ်းစားတော်ဝင်နေသူများကသူ့ကြောင့်မြန်မြန်စေးသွား ဈေးတက်သွားတတ်သဖြင့်သူ့ကိုအားကိုးနေကြရလေသည်ဘိုးကျော်ကတောင်းထိုက်တတော်ယုံဖြောင်းသည်အယောင်းဝဲလုံးနေကြခြင်းတူတူဘိုးကျော်ကတပန်းသားသည်ပိုပြီးဝတ်နိုင်သုံးနိုင်သည် ရှိုးဖြောင်းသည်ဟုဆိုရပေမည်သို့တော်မြရင်စင်ကမူဘိုးကျော်ကိုတောင်းထိုက်လောက်မခင်မိပြီဘိုးကျော်ကလည်းမြရင်စင်ကိုတစ်ခါတည်းရန်ပျော်ပီးလှုပ်တတ်သောလဲသိမ့်လေထားဖို့မရချင်တောင်းထိုက်ကတော့မြရင်စင်ကိုစိတ်ဝင်စားသည်မှထင်ရှားလာသည် ။မြားရင်စိန်အတွေးကောင်းနေစေလူကြီးတယောက်ဝင်လာသည်။လက်ထဲမှာလည်းပိဆာငယ်တစ်စားကင်ထားသည်။မြားရင်စိန်စီကိုတန်တန်မမတ်ရောက်လာသည်။တန်တော့ရှိုင်းညီစာဝယ်မိထင်မရဲ့။သူမဟုတ်ရင်အင်ကအမျိုးသမီးတို့ဝယ်မိထင်သည်။အယောင်ချင်းတိုက်ချင်းမှုအင်းညီစာလေးကိုထည့်ပြီးလိုက်ဟန်တူသည်။လာလေးပါရောက်လို့ခြင်းလို့လဲ။မြားရင်စိန်ခယူးဥကြိုပြူလိုက်သည်။ဒီရောင်မျိုးရှိလား။သူပြတီကသင်္ကန်းရောင်ခုခေတ်မင်းကလေးတွေကလည်းအယောင်စမ်းဟုသမျှမျိုးစုံဝတ်တက်သည် မြိုင်းရင်စင်ကအနီးဆက်ဆုံးအဆောက်ကိုဆွဲထုတ်ပြလိုက်သည်ဒီရောင်လားမဟုတ်ဘူးဒီရောင်တိုင်းလို့ကျင်တာအဲ့ဒီအရောင်တိကြတော့မရှိဘူးဒီရောင်လေးနဲ့လဲလိုက်တာပဲဟင်းအင်းဖုန်းကြီးကဒီရောင်သေးချာမာလိုက်တာသင်ငန်းချုပ်ဖို့ဩလေးရမောင်ထဲမှာတော့ဒီရောင်မရှိပါဘူးလေးရမောင်မဟုတ်ဘူးဖော့စဝဲခိုင်းတာမြိုင်းရင်စင်စိတ်မောသွားသည်ဒီလူနဲ့ကြောင်လိုက်ပါပြီလေးရမောင်ရောင်းသည့်ဆိုင်မှာဖော့လာရှာသည်ထို့သူထွက်သွားမှနောက်ဘက်တွင်လက်ကျန်ဖော့စလေးမျက်ချီထားသည်ကိုတတိယလိုက်လေသည် ညနေဆောင်လာ၍လူစီကားလာသည် အောက်ဘက်ကိုဆင်းလာသူတွေလည်းအတော်များလာသည်ပါတိတ်ဆိုင်အလက်စတစ်ဆိုင်ဖော့ရှန်ဆိုင်တွေဈေးဥပေါက်ကုန်ပြီးသို့တော်များများဆဆမဟုတ်တစ်ခိုက်စားနှစ်ခိုက်စားမဆက်စုကြီးနဲ့သူတော့ဈေးဥမပေါက်သေးဘူးကလည်းဘူးအိုက်ကလည်းအိုက်လာပြီအအေးတစ်ခွက်လောက်တောက်ချင်တော့လည်းမတောက်တော့ပလင်းထဲမှရေဟိုသားခွက်ထဲမှမထည့်တော့ပဲမောချလိုက်သည်လူတွေတဖွဲဖွဲဝင်လာသည်မိမကြီးတယောက်နဲ့ကောင်မလေးတယောက်သူဆိုင်ရှိမှရက်လေသည ူကထုံးစံအတိုင်းဖိတ်ကော်ပြီးပိတ်စတွေပေါ်လက်ဖြင့်ဝေးပြသည်သမီးဘာရောက်อยู่မှာလဲမိမကြီးကကောင်မလေးကိုမေးသည် အပြာနုလေညရင်စင်ကအပြာနုရောင်နှစ်ရောင်ရှိသည်မို့နှမျိုးစလုံးကိုတတ်တတ်လတ်ဆဲထုတ်လိုက်သည်ဒီရောင်လေးကောင်းတာပဲမိခင်ဖြစ်သူက ကြည်ပြာနုလေကိုလည်းညှိုးထိုးပြလိုက်သည်သမီးဖြစ်သူကအနေငယ်ပုံရင်သောရောင်ကိုခြင်လိုက်သည်တကိုက်ဘလောက်လဲ20ပါရောင်စီပဲပုံမပြောတော့ဘူးမိမကြီးမျက်မှောင်ကျုပ်သွားသည် ဆက်ရှိချက်မဟုတ်ဘူးလားတခြားဆိုင်တွေမှာဆက်ရှိကြည့်ပဲမရပါဘူးရှင်အယောင်လိုက်လို့ပါဒီလိုအယောင်တွေဆိုဆက်ရှိဟောဒီအယောင်တွေဆိုဆက်ရှိရတယ်ဒီလိုအယောင်ရင့်နေဆိုရင်20ဒါဆိုရင်19ကျမတို့ယူတာကကွာတယ်မြရင်စိန်ကပန်းရောင်နဲ့နှက်ပြရောင်တို့ထိုးပြရင်ရှင်းပြသည်ဒီရောင်ကတိတ်မှမရင်လားကောင်မလေးကပြောသည်ကဲကွယ်ဈေးဥပေါက်19ခွန်းနဲ့ယူတာမီနောက်အင်တီနေလုံနေသည်မြရင်စိန်ရတဲ့ရောင်ကျင်နေပြီကဲကဲ19နဲ့ပဲယူ ဒါအဲ့ဒါတမတ်ပဲမြက်တယ်ဈေးရောက်မကောင်းလို့တာမီနှစ်ယောက်သဘောတူသွားသည်ဘလောက်ဖြတ်မလဲ၄000တမတ်ပိတ်စာမြန်မြန်ဆဆမရှိညရင်စင်ကကြိုက်တန်နဲ့ဆွဲကြည့်သည်၄000တစ်ထွားရှိသည်၄000တစ်ထွားရှိတယ်ယူလိုက်နော်ဟမ်၄000တမတ်ပဲယူမယ်ဒါတော့ပို့ယူထားတာခက်ပြီ၄000တမတ်ဖြတ်လိုက်ရင်ကတိကတ္တတမတ်ကြံ့နေပြီတမတ်သေးတော့ရောင်းလို့ရမည်မဟုတ်တော့ပိတ်က ဆယ်ကိုက်တစမှာ၃လေးကျက်လောက်မြက်သည်အလွန်ဆုံးမြက်မှာ၅ကျက်တမိုက်အစုံခံရရင်ဘာမှမကျန်တော့တမိုက်တန်းကျရင်ပုတ်သွားမှာဆိုလိုပါညီမရဲ့အကုန်မဲယူလိုက်ပါနော်ကောင်မလေးကလည်းခေါင်းခါသည်ကဲဒီလိုဆိုလဲတခြားမှရှာအောင်မဲအမေကြီးကပြန်ထောက်ဖို့ပြင်သည်နေပါအောင်လေးတော်တမိုက်လိုချင်ဒီအောင်နဲ့ယူပါလားညရင်စင်ကကြည်ပြန်မှုကိုထိုးပေးသည်ဟင်းအင်းဒီအောင်မဲကြိုက်တယ်ကောင်မလေးကမလျှော့ကဲလာလာမိမကြီးကလောဆော့သည်ညရင်စင်စိတ်ပြန်ရပြန်သည် တပ်ပြင်းချကပိတ်စားနှဆကိုတရေကျိုးစည်းတဲ့ပြန်သွင်းလိုက်လေသည်လူတွေကတော့တသေးသေးလာနေစေညရင်စိန်တို့အတန်းကိုဝင်လာသူလည်းရှိသည်ကြော်သွားသူလည်းရှိသည်လှဲ့ကြည့်သူလည်းရှိသည် မကြည့်ပဲရှောက်သွားသူတွေကလည်းရှိသည်ဈေးမရောရသည့်အထက်ပိုကျော်တို့ကဆက်တန်တွေကလည်းဇူလာသည် ဖွင့်လိုက်ကြသည်မှာအပြန်အဆိုင်ဝယ်သူလာရင်ဇက်ထုပ်တွေဖွင့်ပြတရားဝယ်တွေဖွင့်ပြရဲစရာဇလန်းတွေဖွင့်ပြနေစုညံနေသည် ။မြိုင်စိန်စိတ်ပြက်လက်ပြက်ထိုင်နေသည်ကိုကြည့်ပြီးဘိုးကျော်ကတခြင်းတခွေပြောင်းဖွင့်သည်။ဒီကချက်လိုက်ရတာမင်းသိဆုံးမှာမောင်ရင်နဲ့ကလာမင်းငယ်။ဘိုးကျော်ကတခြင်းကိုလိုက်ဆိုရင်မြိုင်စိန်ကိုလှည့်ကြည့်လှမ်းကြည့်သည်။မြိုင်စိန်မျက်နှာလွှဲပြစ်သည်။ကောင်မလေးဖြူဖြူချောချောလေးတယောက်ဆင်းလာသည်။ကောင်မလေးကလေရင်မောင်တည့်ရွက်စင်ရောင်ကိုအထောက်အောက်ဆင်တူဝတ်ထားသည်။ ညရင်စိန်ထင်းသည့်အတိုင်းပင်သူ့ဆိုင်ရှိမှရက်သည်တကိုက်ပလောက်လဲခရမ်းရောင်လေးကိုလက်ညှိုးထိုးပြီးမိသည်16နှစ်ယူသားညမရောင်စေးကိုတခါတည်းပြောလိုက်သည်ပါဇက်အညောင်းမခံကျင်တော့ကောင်မလေးကဘာမှမပြောဘဲဆက်လျှောက်သွားသည်လာပါအောင်ဘလောက်ရမှယူမှာလဲညရင်စိန်စိတ်နှငဲ့တူသွားရင်လှောင်းအောင်လိုက်သည်ကောင်မလေးကလက်မကြည့်ဈေးတက်အောင်ပြောအောင်မှာပေါ့ဟုညရင်စိန်ကတကွန်ထက်အောင်မှာ မိတ်ကြည့်တာပါဟုမပွင့်တပွင့်လှက်ပြောသည်ဈေးရောက်ရသည်မှအောက်တန်းကျလာပါပြီတချို့ကလည်းကိုယ်ဆိုင်မှာမေးပြီးတခြားဆိုင်မှာသွားဝယ်တာတချို့ကလည်းမဝယ်ပဲရှောင်ပြီးတာဘေးဘေးမှာတော်ရွှေဦးကလှမ်းပြောသည်မြားရင်စိတ်ပြက်လာပြီးအကျွေးဆယ်ပြားယူပြီးအိမ်သာဘက်ထွက်ခဲ့သည်အเจ้าမထူမှန်းသည့်တိုင်တိုင်းပြန်ရောက်ခြင်းတော်ရွှေဦးကို ရောင်းရလာဟုမေးလိုက်သည်သည်တော်ရွှေဦးကရဲပြီးခေါင်းခပြလေသည်တပြေးပြေးအချိန်လင်းလာပြီး ဈေးတန့်ရင်သမားတွေပင်ဖလားကိုစီဖြင့်ဝင်လာကြလေပြီမြရင်စင်ကဆယ်ပြားစီကိုအတန်းမြင်အောင်ပြစ်ထဲလိုက်သည်ဈေးဥတော်မပေါက်သေးဘူးဟုလည်းပါဇက်မမလို့တမရေရွတ်လိုက်သေးသည်နားနာကြီးကြော်ပြီးဆိုတော့မျောလင်းချက်မရှိတော့ရုံစင်သမားတွေကုန်ပြီတောင်းထိုက်တို့တူဝင်ရေးပင်လာနေကြပြီသူတို့ကဆယ်ရက်ွက်ဈေးနဲ့စိန်ကျုံဈေးကိုကူးနေကြသူတွေမနဲ့အထယ်လာပို့သည်ညနေငွေသိမ့်သည် အကျွေးပေးသည်ဒီကဈေးတဲ့တွေကဒိုင်းကိုသွားစရာမလိုတော့သူတို့စီမှယူလင်းစရိတ်ငိမ့်သည် တောင်းထိုက်ကမြရင်စင်ကိုအရင်ဆုံးဥတိုက်ပြီးဝင်သည်ဘလို့လဲမြရင်စင်ကရှုံးမဲ့ပြလိုက်သည်ဒါကြောင့်ပြောတာပေါ့နေမော်လမြိုင်ကိုလိုက်ခဲ့ဖို့ကောင်းတယ်ဆိုင်ကူဘသူနဲ့ထားမလဲတလားတော့ပြန်ကားထားပေါ့ဟိုမှာအစဉ်ပြင်ပြန်အပ်နေပြောတော့လွယ်လိုက်တာဒီမှာအကြံအာတွေဘလို့လုပ်မလဲငါမှလည်းလွတ်မှာမဟုတ်ပါဘူးသူ့တော်လှမ်းခေါ်ရေးတောင်းထိုက်ထွက်သွားလေသည်မြရင်စင်ကတပြင်းချလိုက်သည်ဒီနေ့လဲဈေးဥမပေါက်ပဲပြန်ရအောင်ပါလား င်းနှစ်ကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးတော့အောင်မှာဟုလို့ဆက်ဆက်နားထောင်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်